ဘန်လစ်တဲမှာနေရာယူလာမဲ့ဟီးရိုဒီဟီးရိုကစီစဉ်အန်တာနဲ့တခါတည်းပဲဆော့လို့ရမယ်ပေါ့နော်ဆိုတော့ဒီဟီးရိုကဘာလဲဆိုတော့ဇီရှင်ပေါ့နော်အချို့ကဇီရှင်လို့ခေါ်တယ်အချို့ကဇန်နီယာလို့လည်းခေါ်တယ်ပေါ့နော်ဒီဟီးရိုနဲ့ပတ်သက်ပြီးကျွန်တော်အနည်းငယ်လေးကြောက်ပြတ်ချင်ပါတယ်ဆိုတော့ဒီဟီးရိုရဲ့ကျွန်တော်စကင်းတွေပြောခင်မှာကျွန်တော်သူ့ရဲ့ passive အိမ်ကိုပြောချင်ပါတယ်သူ့ရဲ့ passive ကကျွန်တော်နှစ်မျိုးရှိတယ်ပေါ့နော်ပထမတစ်မျိုးကကျွန်တော်ရန်သူကိုကျွန်တော်စပယ်သုံးလိုက်ပြီဆိုလို့ရှိရင်အောက်မှာ stat လေးကိုရတယ်ပေါ့နော်အဲ့ stat ကကျွန်တော်အများဆုံးကျွန်တော်30လောက်တိကျွန်တော်စုလို့ရတယ်ပေါ့နော်နောက်နေ့ passive တစ်ခုကတော့ဆော့ရဲ့ mic တယ်ပေါ့နော်ဘယ်လီဇာ ားလေးတွေနဲ့တူတယ်ဗျာနော်။သူကရန်နူကကို့အနီနာရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်အနောက်တွန်းပို့လိုက်တာပေါ့နော်။အဲရန်နူကကို့အနီနာရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်ဒီလိုမျိုးအဲအဲ့လိုမျိုးကန်လိုက်တာပေါ့နော်။တွန်းကန်လိုက်တာ။ကျွန်တော်သူ့ရဲ့သူ့ရဲ့ skill 1လေးကိုကျွန်တော်အရင်ဆုံးပြောမယ်နော်။ skill 1ကကျွန်တော်ဒီ farsa ရဲ့ငက်နဲ့နည်းနည်းတွားတူတယ်ပေါ့နော်။ farsa ရဲ့ငက်နဲ့ကျွန်တော်နည်းနည်းတွားတူတယ်။အဲရန်နူထိသွားပြီဆိုလို့ရှိရင်အနောက်နေကျွန်တော် extra damage ကျွန်တော်နှစ်ချက်ထပ်ပြီးတော့ auto ပစ်တယ်ပေါ့နော်။အဲကျွန်တော်ရန်နူမထိဘူးဆိုလို့ရှိရင်အဲ့လိုမျိုးတစ်ချက်ပဲပေါ့နော်။ရန်နူမထိဘူးဆိုလို့ရှိရင်တစ်ချက်ပဲ။ အဲရန်နူရာထိွာခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်အထွာအနေနဲ့အနောက်အနေကျော် damage နှစ်ချက် auto ထပ်ဖြစ်တယ်ပေါ့နော် scale 1လေးရကျွန်တော်၃ချက်ဖြစ်တယ်နောက်ဆုံးတစ်ချက်ကကျွန်တော်တို့ငက်အကြီးပေါ်လာပြီးမှကျွန်တော်တို့ဒီရန်နူအနောက်လေးဆုတ်သွားတယ်ပေါ့နော် damage လေးပိုထိမယ်ပေါ့နော် Okay scale 2လေးကိုကျွန်တော်ကြည့်မယ်ပေါ့နော်အေးတော့တော့လိုက်မယ်ဆိုလို့ရှိရင်တော့ရန်လူတွေကိုကျွန်တော် carry ပေးမယ်အာ PP ဆိုလို့ရှိရင်ကျွန်တော် slow effect တွေပါတယ်ပေါ့နော်ဘယ်လိုမျိုးလေးလေးဆိုကျွန်တော်ပြပေးမယ်ကျွန်တော် scale 2တင်လိုက်မယ်ဆိုရန်လူကျွန်တော်နေွားမှာပေါ့နော်ရန်လူနေွားမှာ အဲ့လိုမျိုးကျော်နှစ်ချက်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ရန်သူအဲ့လိုမျိုးတစ်ချက်နေရာရွှေ့ပြီးနောက်တဲ့စကေးတူနောက်တဲ့ခိုးတောင်းမကုန်ခင်မှာနောက်တစ်ချက်ထက်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော် damage ပို့ထိစီမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော် ultimate ကိုချက်တစ်ချက်ကြည့်ရအောင်ပေါ့နော် ultimate ကတော့ကျွန်တော် sound and mic တွေကျွန်တော်အရင်ကကျွန်တော်ရီဆန်းရှိပုံစံမျိုးပေါ့နော်အဲကျွန်တော်တကွင်းလုံးမှာရှိတဲ့ကျွန်တော်ရန်သူတွေကိုကျွန်တော်တို့ magic damage ပြီးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော် ultimate နေရအောင် mat လည်းပို့သွားမယ်ပေါ့နော်အဲကျွန်တော် mat လည်းပို့သွားမယ်ကိုယ့်ရဲ့အတင်းသားတွေကိုကိုယ့်ရဲ့အတင်းသားတွေကိုကျွန်တော် movement speed ပေးတော့ပေါ့နော် ID နေလိုက်မယ်ဆိုကိုယ့်ရဲ့အတန်းအား moment စီတိုးပေးမယ်ကျော် yarn new တွေ vision ပြပေးမယ် damage ထိမယ်ပေါ့နော်ကိုယ့်ရဲ့ engine ဆောင်းရမ်းမိုက်ပေါ့နော်ကဲသူ့ရဲ့ combo လေးကိုကျွန်တော်ပြောပြပြမှာဖြစ်ပါတယ်212ပေါ့နော် scale 2 you one နေမယ်ပြီးနောက်2နောက်ချက်ထက်နေမယ်ပေါ့နော်ဘုံက damage ရတော့အကိတ်ကြီးဆောင်းဖြစ်ပါတယ်နော်လုံးဝ rain ရလေအကျွေပဲနော်လုံးဝ rain ရလေအကျွေပဲဟာလားနောက်တဲ့ combo တစ်ခုကကျွန်တော်တို့ AD နိုင်မယ်ပြီး2နိုင်မယ်ပြီး212 ျွန်တော်ပုံမှန်စကီတော်မှာတော့ကျွန်တော်212လို့ကျွန်တော်တောမယ်ပေါ့နော်ကျွန်တော်မှာ AD main နဲ့ပေါင်းလိုက်မယ်ဆိုလို့ရှိရင် damage အ extra အနေနဲ့ထပ်ပြီးတော့ပေါင်းမယ် slow fat တွေရောပေးမယ် vision တွေရောပြရမယ်လုံးဝလုံးဝကျင်းပေါ့နော် AD main 212တော့ဝါရောကြီးစီနော်โอเคဆိုတော့ကျွန်တော်ကိုမိုလေးပြီးွားပြီဆိုတော့သူ့ရဲ့ဘေးလေးကိုကျွန်တော်ပြပါ သူ့ရဲ့ဘေးလေးက30ပါတယ်ကျွန်တော်ဖက်နှက်ထည့်မယ်အဲ BBC ဆိုတော့စပိန်နဲ့လုံးဝပြတ်တဲ့ကြောင့်မို့ကျွန်တော်စောက်လေးထည့်မယ်တွေးတက်လေးထည့်မယ်တတိယမြောက် item လေးကကျွန်တော် concentrated energy လေးကျွန်တော်ထည့်မယ်ပေါ့နောက်တဲ့ item တစ်ခုကကျွန်တော်တို့ဒီ glowing one ပေါ့နော်ဒါကတော့မေးဒီမှာမထည့်မပြည့်ထည့်ရမယ် item glowing one ကဲနောက်တဲ့ item တစ်ခုလေးကကျွန်တော် wishing lantern လေးဖြစ်ပါတယ်နော်ကဲနောက်ဆုံး item လေးက black win ထည့်လေးရတယ် glowing one winner winner crown ထည့်လေးရတယ်ပေါ့နော်ဒါကိုထည့်ချင်တာထည့်လို့ရပါတယ် Okay သူရဲ့ ambulance လေးကကျွန်တော်ဒီဟာလေးဖြစ်ပါတယ်။ Sony Shoe ပေးရညီကတို့ကျေးဇူးများကြီးတင်ပါတယ်။ဆိုတော့ဒီ Attic Polarme Hero ကကျွန်တော်တို့ season end အနေနဲ့တခါတည်းကျွန်တော်တို့ဒီ shop ကစားလို့ရမှာဖြစ်ပါတယ်။